မဟုတ်ဘူးအဖမီနေတာတယောက်ယောက်ကပညာနဲ့ကိုလှုပ်ထားတာအဲ့ဒီဟာဖြစ်ဖို့အတွက်ကိုအစိုးရတွေကကြိုးပြီးတော့စိတ်ကပုတ်ထားရတာသိလားဟာဟာတခုခုဆိုရင်လေမနာလိုတဲ့စိတ်ကိုမွေးရတယ်အဲ့လိုမွေးမှလည်းဒီဟောမက်တော်ရဲ့ character မိမာကိုဒီတရားလုံးမှာအချောဆုံးအလှဆုံးတော့ဥစာသောမျိုးစုံမျိုးအရောင်လာတာဖြစ်ချင်းဖြစ်နိုင်တယ်ဟိုပြောတဲ့ dialogue တွေကလည်းဒီဝိညာဉ်တွေကိုခေါ်ရတဲ့ဟာဆိုတော့လေအဲ့ dialogue ကြီးကိုဖတ်ပြရချက်မှာစက်သိန်းအောင်ထားတယ် ။အာကြောက်စရာကြီးပေါ့နော်။ဒီမှာတော့ဟိုဖောင်းမေဖောင်းမေတုံးဆိုတဲ့နေရာကနေပါတာပေါ့နော်။ ူကအဲလူတွေကိုချိန်လိုက်ခြောက်လိုက်အဖိန်ဖိန်ဖိန်ပြီးတော့လှုပ်ရှားနေတဲ့ခွားကြီးပေါ့ခဲကလေးကရိုးရိုးခါတာပေါ့ဘူးအပေါ့မီနေတာတဲ့ရောက်ရောက်ကပြညာနဲ့ကိုလှုပ်ထားတာအဲ့ character ကတော့အမအဲ့လိုမျိုးတစ်ခါမှတရုတ်မဆောင်ဘူးတည်းပေါ့နော်ဒါပထမဦးဆုံးတရုတ်ဆောင်ခဲ့တာပေါ့အဲ့ခါကျတော့ဒီကားမရိုက်ခင်မှာဟိုဒီ profit တော့ရဲ့စိတ်ကိုလေးဖြစ်အောင် ဟိုမျက်လုံးတွေရောစိတ်ကောအဲ့လိုမျိုးဖြစ်အောင်ဆိုပြီးတော့ကိုယ့်ကိုယ်ကိုတော့အော်ကြိုတင်ပြီးတော့စူးစမ်းပြီးတော့မှဒီမှုကိုဝင်အောင်တော့အဲကြိုတင်လေးပြင်ဆင်ခဲ့ရတာပေါ့နော်ဘာလို့လဲဆိုတော့ဒီဖောင်းမက်တုံးရဲ့အပြင်ဖောင်းမက်တုံးရဲ့ character အပြင်နဲ့တခြားစီပဲလေအဲ့လိုဆိုတော့နည်းနည်းလေးအဲ့လိုပေါ့လူများကိုချိန်လိုက်ခြောက်လိုက်နဲ့အဲနည်းနည်းစိတ်စိတ်မကောင်းတဲ့အဖွာကြီးပေါ့စိတ်တက်တိတ်မကောင်းတဲ့အဖွာကြီး အာပရိသတ်ဆိုတာကတော့ယတာမျိုးစုံကိုကြည်ကျင်ကြတာလေဆိုတော့ကိုယ်ပေးတာရဲ့ယတာမှာကိုကအပီပင်ဆုံးဟိုအတက်ငိုင်ဆုံးပေါ့နော်တယုံဆောင်နိုင်အောင်တော့ကြိုးစားပါတယ်အများတဲ့လူတစ်ဖက်သားကိုလေသူအထူးသဖြင့်ပေါ့လင်းကုန်ကိုသူအများတဲ့မနာလိုဖြစ်နေတယ်ခွာကြီးပေါ့နော်ဆိုတော့အဲ့မနာမနာလိုတဲ့စိတ်တွေလောဘစိတ်တွေအဲ့စိတ်တွေကိုထည့်ရတဲ့အခါမှာတော့တင်းတင်းတော့ပြန်မပါဘူးလင်းကုန်ကဒီတရားလုံးမှာအချောဆုံးအလှဆုံးတော့ ဥ္စာဇောက်မျိုးစုံမျိုးရအောင်လာတာဖြစ်ချင်းဖြစ်နိုင်တယ်အဲ့ဒီဟာဖြစ်ဖို့အတွက်ကိုအစိုးရတွေကကြုံပြီးတော့စိတ်ကပုတ်ထားရတာသိလားဟောဟာတခုခုဆိုရင်လေမနာလိုတဲ့စိတ်ကိုမွေးရတယ်အဲ့လိုမွေးမှလည်းဒီဟောမက်တော်ရဲ့ character မိမာဟိုဆိုတော့အဲ့တော့တော့တော်တော်တော့ဟိုမနာလိုဖြစ်နေရတာသူများအောင်လေအဲ့လိုဖြစ်နေရတော်တော်တော့ပြန်မှန်းပါနောက်ဆုံးအခန်းရိုက်တဲ့ဟာပေါ့နော်ဆက်တန်းရိုက်တဲ့ဟာလေအဲ့ဒါလေးဆိုရင် တနေ့လုံးလဲရှူတင်မှရိုက်နေရဲ့အဲ့ဒီညပါစက်တက်ရိုက်ရတယ်နောက်တည့်မနေ့6နာရီမှပြီးရဲ့အဲ့ခန်းဆိုရင်လေတညာလုံးအဲ့တော်ကြီးထဲမှာတောဆက်ထဲမှာအဲညောင်မီးအောက်မှာရိုက်ရတာပြီးတော့ကိုပြောတဲ့ dialogue တရားလဲဒီဝိညာဉ်တွေကိုခေါ်ရတဲ့ဟာဆိုတော့လေအဲ့ dialogue ကြီးကိုဖတ်ပြရချက်မှာချက်သိန်းအောင်ထားတယ်အာကြောက်စရာကြီးပေါ့နော်အဲဒါပေမဲ့အဲချောချောမွေ့မွေ့နဲ့ပြီးတော့ပါတယ်ပြဆိုလို့ရှိရင်လည်းအဲ့မှာဝိညာဉ်ခေါ်တဲ့ခန်းတွေပါတယ်လေမဆိုလည်းအဲ့ဒါကြီးပါတယ်ပါတဲ့ခါကျတော့အဲဇန်ညို့ကိုဖတ်တဲ့အချိန်မှာလေဟိုကိုလည်းကြောက်တယ် ဒါပေမဲ့တကယ်တမ်းရိုက်မယ်ဆိုတဲ့ခါကျတော့လေဒီတကယ်ရွာပြင်ကညောင်မင်းကြီးအဲရေခမ်းဘေးနားညောင်မင်းအောက်မှာရိုက်ရတာရိုက်တဲ့ချိန်ကလည်းည7နာရီကျော်မှရိုက်ရတာလေအဲ့လိုမျိုးဆိုတော့အာကြက်ဆိုလို့ရှိရင်လည်းအစိမ့်နေကအစိမ့်နေအဲ့လိုမျိုးနဲ့လှုပ်ထားရတာဆိုတော့ဒါပေမဲ့လို့ကိုကဒီနေရာမှာရိုက်မယ်ဆိုကြရေဟာဒီမှာရှိခဲ့သူတွေပေါ့เนาะမြင်အပ်မမြင်အားလုံးကိုမြစ်တာပို့ပေးတယ်အာကျမတို့ကဒီမှာခဏလာအလုပ်လုပ်တာ ဖြစ်တဲ့အတွက်ပေါ့เนาะဟုတ်ဟုတ် မာရင်းနေရှိရင်လည်းခွင့်လွတ်ပေးပါပေါ့နော်အဲအဲ့လိုတော့တို့အရင်အူးဆုံးအိမ်မှာရှိတဲ့လူတွေမြင်အပ်မမြင်အပ်32ပုံသားတွေကိုကိုကအရင်ဆုံးအဲပြုကိုပြုခဲ့တဲ့ကုသိုလ်တွေကိုတို့အမျှပေးဝေတယ်ပြီးရင်တို့ကိုလည်းကိုတွေရိုက်တဲ့အခါမှာလည်းပြန်ပြီးစောက်ရှောက်ပေးဖို့ပေါ့နော်အဲအဲ့ဒါလေးတော့အမရိုက်ခင်မှာလုတ်လုတ်ဖြစ်ခဲ့တာအဲ့ဒါဘာလို့လောကနဲ့ဆက်ဆက်နေတာ ဒီကားကိုအတူတူပါဝင်ထားကြတဲ့သူတွေအားလုံးပေါ့နော်သူတယောက်ချင်းစီတိုင်းကဟိုနည်းနည်းလေးမှမလျှော့ဘဲနဲ့အားလုံးကအားတုတ်ခေါ်ဆိုင်စူးစမ်းထားကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကားမှာပေါင်းတဲ့ပါဝင်ကြတဲ့ညီကောင်ပေါင်းတို့မှအားလုံးကိုတော့ဟိုမှတ်တိုင်လေးတစ်ခုစီတော့ရစေချင်ပါတယ်ခေတ်ကတော့ပြောစရာမလိုဘူးလေသူကတော့တကယ်ဟိုအဲဝါရီတေးဥဆောင်တယောက်ဖြစ်နေပါပြီဆိုတဲ့အခါကျတော့ဒီကားမှာလည်းသူကမတူတဲ့ character တွေချင်းချင်းသွားရတဲ့ဟာလေးတွေပါတယ်ဆိုတော့လေသူအများကြီးစူးစမ်းထားပါတယ် Thank you.